horror fan တွေပေါ့နော် horror genre ကိုကြိုက်တဲ့ပရိသတ်တွေအဆုံးဖြတ်ပါလိမ့်မယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကြာရဆဲရုံမှာအကောင်းဆုံးဖြစ်အောင်အားထုတ်ပြီးကြိုးစားပြီးတိကျဆောင်ခဲ့ပါတယ်ဗျာပါလိရေဒီဟိုအိုးလေးကိုကိုယ်တို့ဟိမတကြိုးခဲချင်းတီမင်းအားရရဲ့အားလုံးရှိနေတာပဲ သူကတော့ဒီကားထဲမှာတော့သူညီမအငယ်ဆုံးနေရာနေပေါ့နော်ညီမအငယ်ဆုံးနေရာနေသူကြာရဇက်ရုပ်လေးကိုတော့သူအကောင်းဆုံးပြအောင်ကြိုးစားပြီးတေးဆောင်ထားပါတယ်တာဝန်လည်းကြီးပါတယ်ဒါပေမဲ့တေးဆောင်တယောက်အနေနဲ့ဆိုရင်တော့တခြားလုပ်ရည်တော့အများကြီးရှိရပါဘောသူကြိုးစားအောင်ပါဟုတ် ဇလန်းမှာဒီရုပ်ရှင်ဇာတ်ကားမှာကျွန်တော်ကအအကြီးဆုံးအကူအကြီးဆုံးပေါ့နော်အကူအကြီးဆုံးမင်းခွန်ဆိုတဲ့နေရာနေအဲတည်ဆောင်ထားပါတယ်ဆိုတော့ဒီကားလေးကကျွန်တော်နဲ့ကိုဒရိုက်တာကိုညိုမင်းလွင်နဲ့ကတဲစုနှစ်တခုလောက်မှမှာပထမအဆုံးပြန်ဆုံးတဲ့ရုပ်ရှင်ဇာတ်ကားလို့ပြောလို့ရပါတယ်ဒီမတိုင်ခင်ကရိုက်မယ်ရိုက်မယ်ဆိုရင်ကျွန်တော်မရိုက်ဖြစ်ပဲနဲ့မှအဲအဆင်ပြေပေါ့နော်အခုမှပြန်ပြီးတော့တေချာပြန်ဆုံးပြီးတော့ဒုစားဝင်ရတဲ့ကားလေးပါဗျာ ကိုညိုနဲ့ကကျွန်တော်2005 2006လောက်ခရေက2006 2009အဲ့ပတ်ချလဲတဲ့ကျွန်တော်ရိုက်ခဲ့တာပေါ့နော်ဆိုတော့ကိုညို main lane style သူ့ရဲ့ idea တွေရှိရယ်ဆိုတော့အဲ့ဒါကြီး advance ဖြစ်လာတာပဲရှိရယ်ကိုညိုကတော့သူ့ style တိုင်းအကုန်လုံးဆက်ပြီးတော့ပူကောင်းအောင်လုပ်နေကျွန်တော်တို့ကိုယ်တိုင်လည်းကိုညိုစီအတူယူစီလေးအများကြီးရှိပါတယ်ဗျအဲ့ဒါကတော့ဒီ horror fan တွေပေါ့နော် horror channel ကိုကြိုက်တဲ့ပရိသတ်တွေအဆုံးဖြတ်ပါလိမ့်မယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကြာရဆဲရုံမှာအကောင်းဆုံးဖြစ်အောင်အားထုတ်ပြီးကြိုးစားပြီးတည်ဆောက်ခဲ့ပါတယ်ဗျအဲ့မော့ဒီညီလေးဖုံးမင်းနဲ့ပဲဖြစ်ဖြစ်ဒီမလေးရုံးမြတ်သူနဲ့ဖြစ်ရင်တော့ မြန်မာနေဖြစ်ဖြစ်ကဒါပထမဆုံးနေစုံကြတာပေါ့နော်စုံကြတဲ့အချိန်မှာကျွန်တော်တို့ကအဲဒရိုက်တာကသူလိုအပ်တဲ့ဟာကိုပြောပေးအပေါ်မှာပဲကလေးတွေကတေးဥဆောင်ကြတယ်ဆိုတော့ကောင်းပါတယ်ပေါင်းတယ်ဆိုတော့သူတို့ကြားရသေးုပ်တယ်မှာသူတို့ကောင်းဆုံးဖြစ်အောင်တော့တေးဥဆောင်နိုင်တယ်။နောက်နိုင်နိုင်နဲ့လည်းနေမင်းနဲ့လည်းအခုမှဒါတေချာလေးပြန်ဆုံးပြတာကျွန်တော်နိုင်နိုင်နဲ့ကလေအေးခိုးစိုးလူနိုင်ဟုတ်ပါဘူးအောက်ကြားမြတ်ပေါ့ပြီးကြရတာဒါပထမဆုံးပြန်ဆုံးတဲ့ကားအထင်းနဲ့ဟုတ်တယ်ဟုတ်တယ်ဂျားထဲမှာမဆုံးပြည့်ဘူး ကားထဲမှာတကားလာပဲဆုံပြပြီးဗီဒီယိုတကားလာပဲဆုံပြပြီးတော့ဒါဒါတာကြီးနေနဲ့နန်းနိုင်နဲ့ပြန်ပြန်ဆုံပြတဲ့ကားလေးပေါ့နော်ဟုတ်နန်းနိုင်လို့ခေါ်တာဟုတ်သူနန်းနိုင်လို့ပဲခေါ်တာဟုတ်အဲသူကတော့ဒီကားထဲမှာတော့သူညီမအငယ်ဆုံးနေရာနေပေါ့နော်ညီမအငယ်ဆုံးနေရာနေသူကြာရဇက်ရုပ်လေးကိုတော့သူအကောင်းဆုံးပြအောင်ကြိုးစားပြီးတေးဆောင်ထားပါတယ်တာဝန်လည်းချိန်ပါတယ်ဒါပေမဲ့တေးဆောင်တယောက်အနေနဲ့ဆိုရင်တော့တခြားလုပ်စရာတွေတော့အများကြီးရှိရပါဘောသူကြိုးစားအောင်ပါဟုတ် အဲကိုညိုပဲအကုန်ဥဆောင်သွားတာဆိုတော့လေတချို့ဟာတွေကြတော့ကိုတို့တို့အဲ့လိုမျိုးလိုတော့မလိုပါဘူးပြောစရာ။နောက်တို့တို့တွေပြင်ဆင်လာလိရှိ။အဲ့ဒါတော့ကျွန်တော်တို့ကဒီကားမှာတရုတ်ဆောင်ဖြစ်တဲ့အတွက်အဲပြောပြဖို့ဘယ်လိုပြောရမှန်းမသိပါဘူး။အဓိကတော့ဒီ production နဲ့အဲကိုညိုပေါ့နော်။ကိုညိုတို့အဓိကဘယ်လိုလှုပ်ဆောင်ခဲ့လဲတော့မသိဘူး။ဒါပေမဲ့ဒီကားလေးက horror thriller ကြိုက်တဲ့ပြဿနာတွေတော့ကတော့အဲကြည့်ကြည့်ကောင်းမဲ့ကားလေးတကားပါ။အာကျွန်တော်ကိုကူကလည်းဘယ်သူမှမကြောက်ဘူး။ကိုကူပဲကြောက်တယ်။ဒါပေမဲ့ကိုကူကို control လုပ်နိုင်တဲ့ ချိန်တွေရှိသလို control မလုပ်နိုင်တဲ့အချိန်တွေရှိရအောင်နော်အဲ့လို control လုပ်နိုင်မှုပဲအမြဲကြိုးစားပါရယ်လုပ်တင်တာပဲအမြဲလုပ်ပါဘူးအကောင်ပြောင်းနေတော့မဟုတ်လူတယောက်မှာစိတ်တွေအများကြီးရှိရအောင်ဆိုတော့မကောင်းတဲ့စိတ်နဲ့ပျော်မွေ့သွားတဲ့တစ်ချိန်မကောင်းတဲ့စိတ်တွေဝင်လာတဲ့တစ်ချိန်မသိနိုင်တဲ့တစ်ချိန်ကြရင်တော့တော်တော်ထိန်းချုပ်ရခက်ပါတယ်သူတို့ပြင်မကောင်းတဲ့စိတ်ဆိုတာအခြေခံတာလူများကကောက်ကျစ်တာမကောက်ကျစ်တာတဲ့ဒေါသစိတ်ပေါ့ဆိုတော့ဒေါသစိတ်ကိုကိုမထိန်းချုပ်နိုင်ဘူးဆိုရင်ဒေါသအလျောက်ဖြစ်လာတဲ့ပြဿနာတွေကနည်းနည်းတော့မှမဟုတ်ဘူးဆိုတော့အများကြီးပဲဆိုတော့အဲ့လိုမျိုးဒေါသကင်းအောင်နေပြီးတော့အကောင်းဆုံးဖြစ်အောင်မကြိုးစားပါနဲ့နေရတယ် ဥတုစင်တယောက်ဖြစ်တဲ့အတွက်အမှန်မှတော့အမြဲရောချက်နေတာပဲနောက်တစ်ခါကျတော့ကောင်းတာအောင်ဆိုတော့ထွန့်တွဲနေတာပါပဲဆိုတော့မိသူတူကတော့အကောင်းဆုံးဖြစ်အောင်ပဲရှင်းသင်ပါတယ်အဲ့လိုကြီးတော့အဲ့လိုကြီးတော့ဘယ်လိုမျိုးဟို disorder ရနေသလိုမျိုးတော့အဲ့လိုစိတ်ကိုလွန်ဆွဲနေရတော့မရှိပါဘူးအဲလက်ရှိကြုံလာတဲ့အခိုက်အတန့်တွေဒေါသထွက်စရာတွေ့ရတယ်ဖြစ်ဖြစ်ဝမ်းနည်းစရာတွေ့ရတယ်ဖြစ်ဖြစ်ဒီမှာအကောင်းဆုံးဖြစ်အောင်ပဲပျော်ပျော်ပဲနေပါတယ်ဟုတ်တယ်မလားပျော်အောင်နေမှလည်းပျော်မှလည်းလူပါနော်စိတ်ညစ်စရာတွေပဲလောကကြီးဒီမှာလေးရဲ့အသီးမခံဥမာကိုယ်မုန်းတဲ့လူပဲဖြစ်ဖြစ်ကောင်းစေခြင်းတဲ့လူပဲဖြစ်ဖြစ် ဝေဖန်တာအကြံပြုတာတွေမှာစော်ကားခြင်းနဲ့စိတ်ပါတာဖြစ်မပါဖြစ်ကိုလိုက်ခံစားနေတဲ့ခါကျရင်ကို့မှာရှိတဲ့အချင်းတွေကုံတာပေါ့ကုံတာပေါ့ဆိုတော့ကို့မှာလူတယောက်ကဘယ်ချိန်ပါဖြစ်မယ်ဆိုတော့ဘယ်သူမှမသိနိုင်ဘူးဆိုတော့လက်ရှိအချိန်တည်းသိကြတာဘာမှမရှိဘူးလက်ရှိအချိန်မှာပဲကိုရီးယားအကောင်းဆုံးဘယ်လိုနေထိုင်မလဲပဲစဉ်းစားရမှာအဲ့မှာမှကိုကအဲမိဘစုံလင်စွာရှိနေရဆိုရင်ဒီမိဘတွေကိုစိတ်ချမ်းသာဘလို့ထားရမလို့ဆိုတော့နံပါတ်1အရေးကြီးတယ်။နောက်ကိုရောဘလို့စိတ်ချမ်းသာအောင်နေမှာလဲပေါ့နော်။ဆိုတော့လောလောဆယ်မှာတော့ကိုတို့အနေနဲ့ကပျော်အောင်နေတယ်ဆိုတာ စိတ်ညစ်စရာတွေခေါင်းထဲကထုတ်တယ်ပျော်အောင်နေတယ်အဲ့ဒါနဲ့ပဲလက်ပတ်အောင်နေတယ်ပြိသက်တွေပြိသက်တွေပေါ်ပဲမူတည်ပါတယ်နောက်ကျွန်တော်လည်းစူးစမ်းပါမယ်ဆိုတော့ခုနလိုမျိုးထွန်းထွန်းနှစ်ထွန်းထွန်းမနှစ်ဆိုတာထက်အဲစူးစမ်းပြီးတော့တည်ဥဆောင်ထားတဲ့ကားတွေစူးစမ်းပြီးတည်ဥဆောင်နေတဲ့ဇာလန်းတွေရိုက်ခွင့်ရဖို့ယုံနေခွင့်ရဖို့ပြိသက်တွေနဲ့အတူတူကြီးခွင့်ရဖို့တော့ကကျွန်တော်တို့အခွင့်အရေးအခွင့်အရေးတစ်ခုလိုပဲအမြဲစူးစမ်းနေမယ့်အရာတစ်ခုပါဗျဟုတ်ဟောပြိသက်က ဥမာဟိုဟိုသူသူမြင့်လည်းတင်ပြသွားတယ်လည်းပါတော့ဗောနော်သူမြင့်တင်ပြသွားတဲ့အချိန်မှာထွန်းထွန်းကအဲ့လိုမျိုးဘာမှမလုပ်ဘဲထိုင်နေရမဟုတ်ဘူးဆိုတာတိတိသွားတဲ့ပုံမှာပြန်ပြန်ပြီးတော့ကျွန်တော်ကြိုးစားဝင်ရလာလို့မြင်ပါတယ်ကျွန်တော်ပြိသက်ကတော့ဟိုနင်းနေများများသူကသူအမြင်အပိနေတဲ့ပြိသက်တီးနဲ့ရှိတယ်ဆိုတော့အဲ့ပြိသက်တွေရဲ့ comment တွေနဲ့တော့ကျွန်တော်လုတ်ချင်တဲ့အလုပ်တွေပုံမှာခေါင်းဆုံးကြိုးစားဝင်ရနေတာကျွန်တော်တို့အဲ့ဖျားပြီးရစုပါပဲဆိုတော့ဝမ်းသာပါတယ်ဗျာအမဟုတ်ပါဘူး အဲကျွန်တော်လည်းဒီလောကမှာကျင်လည်နေရနှစ်20ကျော်ပါပြီဆိုတော့အကောင်းဆုံးနှစ်အကောင်းဆုံးမနှစ်ရလို့လည်းမရှိပါဘူးကြိုးစားနေရတာပါပဲကျွန်တော်ရကားလေးရလေ horror thriller တိုက်တဲ့ပရိသတ်တွေအတွက်ကတော့အာတော်လေးစိတ်ကျင်တဲ့ဆရာဖြစ်မဲ့ကားလေးလို့မျှော်လင့်ထားပါတယ်ဆိုတော့ကျွန်တော်တို့ကြိုးစားအားထုတ်ထားပါတယ်လာရောက်ကြည့်ရှုအားပေးဖို့အတွက်ဖိတ်ခေါ်လိုပါဧပြီ25မှာကျောက်ဆက်နေကြပါကြာ